ယ်ခုဆိုလို့ရှိရင်လီဗာပူးအသင်းကတော့ကျော်တော်တင်ဟော့စပါကိုဒါသူတို့အိမ်ဝင်းမှာ5-1ဆိုတဲ့ရလနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးတော့2024-2025ကုလင်းရဲ့ဒါချန်ပီယံဆုဖလားကြီးကိုအရယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒါလီဗာပူးအသင်းတရာဒီလုံးလဲဒါတောက်လျှောက်ပေါ်ဖော်မန့်ကောင်းပြခဲ့တယ်လို့အခုနောက်ဆုံးချန်ပီယံဖြစ်စေမဲ့ပွဲမှာလဲသူတို့အကောင်းဆုံးဒါပေါ်ဖော်မန့်ကိုပြသခဲ့ပါတယ်။တသင်းလုံးရဲ့ဒါကစားအားကလည်းဒီနေ့ပွဲမှာတော်တင်ဟော့စပါအတွက်အခက်ခဲဖြစ်စေခဲ့လို့တသင်းလုံးမှာလဲဒါလီဗာပူးပြိတက်တွေအပြည့်နဲ့ဒါအခုဆိုလို့ရှိရင်အောင်ပွဲခံနေပြီပဲဖြစ်ပါတယ်။ဒါဒီနေ့ မှာကျွန်တော်ဒါလီဗာပူးအသင်းချန်ပီယံဖြစ်သွားတဲ့အကြောင်းအရာလေးကိုလည်းပြောမယ်ပြီးလို့ရှိရင်ဒီနေ့ကစားသွားခဲ့တဲ့ကြောင်လီဗာပူးနဲ့တော်တင်ဟော့စပါရဲ့ဒါပွဲပြီးသုံးသက်ချက်လေးကိုပါတခါလဲဆွေးနွေးသုံးသက်ပေးသွားမှာဖြစ်ပါတယ် ကျောက်အရင်ဆုံးပွဲပြီးသုံးသက်ချက်ကိုမပြောခင်မှာကျော်လီဗာပူးအသင်းကဒါအခုလက်ရှိဆော့ဆော့ဆီးဆီးပဲဒါချန်ပီယံဖြစ်သွားခဲ့ပြီဒါသူတို့လက်ကျန်ပွဲစဉ်ဒါ၄ပွဲကတော့ကြံရှိနေသေးတယ်ဒါဒီပွဲတွေတောင်ကစားစရာဒါမလိုတော့တာတော့မဟုတ်ဘူးပေါ့ကစားတော့ကစားတော့ကစားရမှာဒါမဲ့အဲ့ဒီပွဲတွေရှုံးရှုံးနိုင်နိုင်အခုချိန်မှာဒါချန်ပီယံဖြစ်သွားခဲ့ပြီဒါ၂၀2024ခုနှစ်ရဲ့ဒါအစောဆုံးချန်ပီယံပေါ့ပြောရမယ်ဆိုလို့ရှိရင်ဒါလီဗာပူးအသင်းကတကယ်လဲထိုက်တန်တယ်ဒီပွဲမှာကသူတို့ဒါတရေတမတ်ရလို့ရှိရင်တော့သူတို့ချန်ပီယံဖြစ်မှာ ဲ့လိုမျိုးနေထားဆိုတော့အခုဒါ Storing Hotspot ကိုအိမ်ခွင်းမှာဒါခေါ်ပြီးတော့ဂိုးပြက်၅ဂိုးတကိုးဆိုတဲ့ရလနဲ့ကို share တီးလိုက်တာဖြစ်တဲ့ကြောင့်မလို့ Storing Hotspot ကတော့တော်တော်လေးခံရခက်တယ်။ဘာလို့ဆိုတော့သူတို့ပြိတ်သက်လည်းမရှိဘူးဗျာ။တကွင်းလုံးမှာအနီရောင်နေပြီးပဲ။ Storing Hotspot ကိုခေါ်ပြီးတော့ကြော AV မှာ ဒါ share ကြိတ်လိုက်တယ်ဒါအခုဆိုလို့ရှိရင်ဒါလီဗာပူးအသင်းကလည်းဒါ champion ဖြစ်သွားပြီဖြစ်လို့အခုလက်ရှိဒီနေ့ပွဲမှာကစားသွားတဲ့ခြေစွမ်းရပြောရမယ်ဆိုလို့ရှိရင်လည်း Tottenham Hotspur ကိုအသာစီးနဲ့ကစားသွားခဲ့တယ် Tottenham Hotspur အသင်းကကြောပထမအဦးဆုံးစောစောစီးစီးပဲဦးဆောင်ကိုရခဲ့ပေမဲ့လည်းအဲဦးဆောင်ကိုရပြီး နောက်ပိုင်းတောက်လျှောက်လီဗာပူးအသင်းကပဲအသာစီးနဲ့ကစားသွားတယ်။ဘယ်အချက်ဒီဂိုးသမားနောက်တန်းကွင်းလဲဒါတိုက်စစ်အကုန်လုံးအစအစရာရှင်ကြည့်မယ်ဆိုလို့ရှင်လီဗာပူးအသင်းနဲ့ဘာမှရှင်လို့မရဘူးတော်တော်ကြီးကောင်းတယ်။ကွင်းနဲ့အချိတ်ဆက်ပိုင်းမှာဆိုလို့ရှင်လဲဆာဗိုစလိုက်မအလစ်စာကွာဖန်ဘတ်ရှ်ရဲ့တွဲလုံးကိုလုံးဝ ါရှင်လို့မရဘူးအဓိကတော့ကွင်းလေပဲဒီနေ့မှာအဓိကစကားပြောသွားတာကတော့ကွင်းလေပဲကွင်းလေကဒါလီဗာပူးရဲ့ကွင်းလေကိုဒါတော်တင်ဟော့စပါတို့အနေနဲ့ဒါဘလို့မှမထိန်ချုံနိုင်တာဖြစ်တဲ့ကြောင့်မလို့ဒီနေ့ပွဲရဲ့အဖြေကတော့တိတိတတ်တာပဲဒါကြောပေါ်ထွက်လာခဲ့တယ်ဒီနေ့ပွဲမှာဆိုလို့ရှိရင်လဲဆာဘိုစလိုင်းအရန်ကောင်းတယ်ပြလို့ရှိရင်ဆာလက်ရဲ့ယုံကဆာလက်လည်းသူ့ရဲ့ twin goal တကူကိုပိုင်ဆိုင်သွားခဲ့တယ်ဒီ goal ကြောင့်ပဲလက်ရှိ premier league ရဲ့ twin goal အများဆုံးစီးရင်းထဲမှာဒါ28 goal နဲ့ ဒါမိုဟာမက်ဆာလက်ကဒါအဆင့်1နေရာမှာရက်တည်နေရပါတယ်သူ့အောက်မှာဆိုလို့ရှိရင်လည်းဒါအလက်ဇန္ဒားအီဆက်က22ဂိုးနဲ့ရက်တည်နေရအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့လက်ကျန်ပွဲစဉ်က၄ပွဲပဲကျန်တော့ဖြစ်တဲ့ကြောင့်မလို့မိုဟာမက်ဆာလက်တယောက်အနေနဲ့လည်းဒါဂိုဒန်ဘုတ်စုကိုဒါရရှိဖို့ဒါတေချာသလောက်ဖြစ်သွားပါပြီပြီးလို့ရှိရင်ပရီးမီးယားလိရဲ့တနှစ်တာအကောင်းဆုံးကစားသမားစုကိုလည်းဆာလက်ပဲရရှိသွားမှာပါပြီးလို့ရှိရင်ဒါထရန့်အလက်ဇန္ဒားအာနိုကလည်းဒါသူဒီရာသီကုန်တဲ့ခါကြာလို့ရှိရင်ဒါရီယယ်မက်ထရစ်ကိုပြောင်းတော့မှာဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့လီဗာပူးရဲ့ကစားသမားဘဝဒါနောက်ဆုံးရာသီမှာလည်းဒါပရီးမီးယားလိဖလားကြီးကိုဒါအရယူ ူနိုင်ခဲ့တာဆိုတော့ ဒါသူ့အတွက်ကလည်းတကယ်ကိုကောင်းတဲ့မှတ်တမ်းတစ်ခုဒါဖြစ်လာမှာပါလီဗာပူးအသင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လည်းဒါသူတို့ဒီယာဒီအစကတည်းကနေပြီးတော့အခုဒါယာဒီကုန်ကန်နီးထိအကောင်းဆုံး performance တွေပြသနိုင်အောင်နောက်ကနေကြိုးကန်ပေးခဲ့တဲ့ဒါအာနီစလော့ကိုလည်းကျွန်တော်လုံးဝမေ့ထားလို့မရဘူးသူ့ရဲ့နီးစနစ်တွေသူ့ရဲ့လူထုပ်ပုံတွေမှန်ကန်တာကြောင့်လည်းသူအခုလိုရလတ်မျိုးဒါရတာလို့ပြောလို့ရတယ်အာနီစလော့ရဲ့ပထမဦးဆုံးယာဒီမှာလီဗာပူးအသင်းကိုအကောင်းဆုံးလှုပ်ပေးခဲ့တယ်ကျွန်တော် clock ထားခဲ့တဲ့လူစင်းနဲ့ပဲဒါအာနီစလော့အနေနဲ့အကောင်းဆုံးလှုပ်ပြသွားခဲ့တဲ့လူထပ်ခေါ်တာမျိုးလုံးဝမရှိဘူး ဒါချေးစာတယောက်လောက်ပဲဒါအချောင်ရတယ်ပြီးလို့ရှိရင်ဒီကစားသမားကိုလည်းတုံးတာမျိုးမရှိဘူးဒါကလော့ထားခဲ့တဲ့လူစင်းအတိုင်းကိုပဲအကောင်းဆုံးဖြစ်အောင်အသုံးပြုပြသွားတာဆိုတော့အာနီစလော့ကလည်းလုံးဝမချီးကျူးပဲမရလောက်အောင်ကိုကျွန်တော်ဒါလုံးဝမေ့ထားလို့မရတဲ့သူတယောက်ပေါ့လေလဘာဘူးအသင်းဒီယာဒီဖလားရသွားတာသူနဲ့အများကြီးသက်ဆိုင်လို့ကစားသမားတူတယောက်ချင်းစီရဲ့ ါစ조사အားထုတ်မှုတွေလည်းအများကြီးပါပါတယ်ဒီနေ့ပွဲမှာတော့တသိန်းလုံးကစားအားလဲကောင်းသူသူရဲ့ဒါဒီပွဲနိုင်လို့ရှိရင်ဒါ fly ရမယ်ဆိုတဲ့ဒါအတွေးကြီးလည်းရှိနေသေးတာဖြစ်တဲ့ကြောင့်မလို့ဘယ်ဘက်ကပဲတူတူသူတို့မှာဒါစိတ်ဓာတ်အင်အားတော့တရားရခိုင်တော့အပြည့်ရှိတာဖြစ်တဲ့ကြောင့်မလို့တော်တင် hotspot အသင်းကို ါတကိုးနဲ့ဒါရှုံးနေနေတာတော့အကောင်းဆုံးပြန်ပြီးတော့ကစားသွားပြီးတော့ဒါ5-1ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပါတယ်လီဗာပူးအသင်းဒါတကယ်ပဲထိုက်တန်ပါတယ်2024-2025ခုနှစ်ရဲ့ကျော်ပရီးမီးယားလိဆူပလာဂျီကိုတော့လီဗာပူးအသင်းကဒါတော်တင်ဟော့စပါကို5-1ဆိုတဲ့ရလနဲ့အနိုင်ရခဲ့ပြီးတော့ဒါအမပေးစရာရဲ့အဆင့်မှာဆိုလို့ရှိရင်လည်းအဆင့်1ပြီးလို့ရှိရင်သူ့အောက်ကအာဆင်နယ်နဲ့လည်းအမှတ်တော်တော်ဖျက်လိုက်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ချန်ပီယံဖြစ်သွားခဲ့ပါပြီဒါပရိသတ်ကြီးမြန်မာဆိုလို့ရှိရင်ရောလီဗာပူးအသင်းနဲ့ပတ်သက်ပြီးတော့ဗိုင်းများပြောချင်တာရှိတယ်ဒီနေ့ပွဲမှာတော့လီဗာပူးနဲ့တော်တင်ဟော့စပါ တို့ရဲ့အားနေချက်အားသာချက်တွေကိုပြည်သက်ကြီးအမြင်ကိုကွန်မန့်မှာမရောက်ဆွေးနွေးပေးသားကြပါအောင်အဆုံးထိဝင်ရောက်ရှိပြကြရဲပြည်သက်တယောက်ချင်းတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်အာကသာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျော် MM Media ရဲ့ Facebook YouTube TikTok တို့ကို Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးမွေးထိုင်လိုက်ကြည့်ရှုတင်တဲ့ပြည်သက်များနေနဲ့လဲ www.mmmedia.stream မှာကာမန်ထိုင်လိုက်ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆောင်တွေ့ကြပါမယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူကိုဆွဲပါ Thank you.